မာနွေခရိုနီကယ်နိုဝင်ဘာ16မြင်ကွင်းစစ်ပေးရှောင်ပြည်သူတွေရဲ့ဒုက္ခနဲ့အချင်းချင်းကူညီနိုင်စွမ်းကြဆင်လာနေ့စဉ်သတင်းတွေမှာဘဲမျိုးနယ်ဘဲချေးရွာအုပ်စုဘဲဒေသမှာတော့ဖြင့်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေသခံဗနထောင်ဗနသောင်းထွက်ပြေးတင်းရှောင်နေကြရပြီးရိတ်ခါအဝတ်ထဲအမိုးကအကူအညီလိုအပ်နေတယ်ဆိုတဲ့သတင်းတွေတွေ့မြင်နေကြရတာပါလွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်နီးပါးဒီလိုသတင်းမျိုးတွေ့မြင်နေကြဖြစ်နေတာကြောင့်ထပ်မံတွေ့ရှိတဲ့သတင်းက ဖတ်ရှုသူရဲ့အုံနောက်ကိုနှိုးဆွနိုင်ခြင်းမရှိတော့ပါဘူးအခုလိုသတင်းတွေကဖတ်ရှုသူတွေရဲ့စိတ်ကိုနှိုးဆွနိုင်ခြင်းမရှိတဲ့အကြောင်းကစပေးရှောင်တွေကိုကြီးလိုအပ်နေတာကိုကိုချင်းစာနာမှုမရှိတာကြောင့်မဟုတ်ပဲဒီလိုဖြစ်ပျက်မျိုးတွေမြန်မာနိုင်ငံနေရာနယ်ပြားမှာနေစဉ်အပတ်စဉ်လစဉ်လိုလိုဖြစ်ပျက်နေတာကြောင့်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့အုံနောက်ကမမတ်ယူတော့တာမျိုးဖြစ်ပါတယ်ကချင်းပြည်နယ်ပူရောင်လိုဒေသမှာစကိုင်းတိုင်းအင်းတော်ဗမောက်လိုဒေသမှာရခိုင်ပြည်နယ်မှာပဲခူးတိုင်းမှာ ရင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်လိုဒေသမှာဒေသနာရေးတိုင်းမောတော်လိုနေရာမျိုးမှာစကိုင်းတိုင်းဒဇယ်ရေဦးခင်ဦးရွှေဘိုကံဘလူစတဲ့နေရာတွေမှာတိုက်ပွဲတွေစစ်တပ်ထိုးစစ်တွေကြောင့်ဒေသခံတွေတိမ်းရှောင်နေကြရပြီးဒေါ်ရဲတောင်ထဲမှာနေထိုင်နေကြရတာရှိသလိုအနီးနားကျေးရွာတွေမှာယာယီခိုလုံနေထိုင်နေကြရတာငွေချေးအထိုက်လျောက်တတ်နိုင်သူတွေကမြို့ရီစီတိမ်းရှောင်ပြီးခိတ္တယာယီခိုလုံနေထိုင်ကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ကြသူတွေအနက်မြို့ကြီးတွေစီတိမ်းရှောင်နေကြတဲ့သူတွေက ငွေကြေးအတန်အသင့်ရှိသူတွေလို့ဇိုးနိုင်ပါတယ်မြို့မှာကိုသုံးနိုင်တဲ့ငွေပမာဏနဲ့လိုက်ဖက်တဲ့နေအိမ်တိုက်ခန်းတွေလိုမျိုးငှားရမ်းပြီးကာလတစ်ခုနေထိုင်ဖြတ်သန်းကြဖို့စူးစမ်းကြရတာမျိုးဖြစ်ပါတယ်မြို့တွေကိုမတိန်ရှောင်နိုင်သူတွေကတော့အနီးနားကြေးရွာတွေစီတိန်ရှောင်ပြီးအများနဲ့သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ဘုံကြီးကျောင်းဖះကျောင်းတို့လိုနေရာတွေမှာဆွေမျိုးသားချင်းရှိသူတွေကမိမိတို့ဆွေမျိုးသားချင်းရဲ့အိမ်လိုမျိုးမှာကာလတစ်ခုထိခိုကပ်နေထိုင်နေကြရတာမျိုးဖြစ်ပါတယ် 2021ခုနှစ်ဆီယနာသိမ်းပြီးကာဇအစာပိုင်းတွေမှာတော့စစ်ဘေးတင်းရှောင်သူတွေကိုမတင်းရှောင်ရတဲ့လူလူအနေနဲ့ကိုကြီးနိုင်စွာအတိုက်အတာတစ်ခုတည်းရှိနေသေးတာတွေ့ရပါတယ်။ငွေကြေးရိတ်ခါစတဲ့အရင်းမြစ်တွေအခုလောက်မရှားပါသေးတဲ့အခြေအနေဖြစ်လို့တရွာဒုက္ခရောက်တဲ့အခါအချားရွာတွေကအကူအညီပေးနိုင်ခဲ့ကြပါသေးတယ်။စစ်ပွဲတွေကာလကြာရှည်လာတဲ့အချိန်တွေဖြစ်ပွားတဲ့ area ကျေပြန့်လာတဲ့အချိန်မျိုးမှာတော့ဒူးကိုတူကိုကြီးနိုင်စွာရော့ကြလာကြတာတွေ့နေရပါတယ်။ ခြေရွာတွေနယ်တွေမှာဖြစ်ပွားနေတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေကိုကူညီဖို့ငွေကြေးစုစည်းကောက်ခံတာအကူအညီပစ္စည်းစုဆောင်ပြီးကိုယ်တိုင်ကိုကြကားတွေနဲ့တွားရောက်ကူညီပေးတာမျိုးဒီနှစ်ကာလမှာတိတိသားသားနှဲပါသွားပြီဖြစ်ပါတယ်။တပ်ဆိုင်ရာလူမျိုးစုမြို့နယ်အသင်းဖွဲ့ဘာသာရေးအခြေပြုအသင်းဖွဲ့တွေအလိုက်တာကူညီပေးကြတာမျိုးတွေ့ရပါတော့တယ်။ဥပမာပြရရင်မကြသေးခင်ကဗမောက်မျိုးသိန်းတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ရတဲ့ရှမ်းပြည်လူမျိုးကဒူးလူမျိုးစစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီး တက်ဆိုင်ရာမြို့နယ်ကစာပေရင်ချင်းမှုအသင်းလိုယဟန်တော်များအသင်းလိုတက်ဆိုင်ရာလူမှုအတိုင်းဝိုင်းဆိုင်ရာအလိုက်ကုညီငွေထည့်ဝင်တာအကူအညီပစ္စည်းတွေစုစည်းကြပြီးပေးပို့ကြကူညီကြတာတွေ့ရပါတယ်။အစာပိုင်းကာလတွေတို့နေတနေမှာစစ်ပေးရှောင်တွေအကူအညီလိုအပ်လို့နိုင်ငံအနှံ့ဝိုင်းဝန်းနှိုးဆော်ကစုစည်းထည့်ဝင်ကြပေးရကြတဲ့အနေအထားမျိုးမဟုတ်တော့တာတွေ့နေကြရတာပါ။ဤသူလူလူအချင်းချင်းအကူအညီကိုအလေးပေးပြောဆိုနေတာဖြစ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ကုလသမဂ္ဂအာဆီယံစတဲ့အဖွဲ့အစည်းတွေက အကူအညီပေးရတောင်းတွေမရှိဘူးလားလို့မိကုံထုတ်စရာရှိပါလိမ့်မယ်။ကုလသမဂ္ဂအောက်ကအဖွဲ့အစည်းတွေဖြစ်တဲ့ UNFPA, WFP လို့စာနယ်ရိက္ခာနေစရာအသုံးဆောင်ပေးရတဲ့အစီအစဉ်တွေရှိနေကြပါမယ်။စစ်ပွဲဖြစ်ပွားရာဒေသတိုင်းကိုကုညီနိုင်တဲ့ရမုံဝင်နဲ့ကုညီဖို့တွားရောက်ခွင့်ရတဲ့အနေအထားမျိုးတော့မဟုတ်ပါဘူး။စကိုင်းတိုင်းလိုဒေသမျိုးမှာအခါအားလျော်စွာရိက္ခာအကူအညီတွေပေးနေတယ်လို့အဲ့ဒီဒေသကလူလူရဲ့ပြောဆိုမှုရသိရပါမယ်။အခက်အခဲကြုံတွေ့နေရတဲ့ဒေသတိုင်းကို ပေးအပ်နိုင်တဲ့အနေအထားမျိုးတော့မတွေ့ရပါဘူး။မြို့တွေရွာတွေတိမ်းယူနိုင်ရေးတိမ်းယူပြီးနောက်ထိန်းချုပ်ထားနိုင်ရေးအစရှိတဲ့မဟာဗျူဟာတွေနဲ့ပတ်သက်လို့ NUG ဒိုင်းဟန်သာလက်နက်ကိုင်တပ်တွေကဘယ်လောက်ထိ တောင်းဆိတ်အောင်စဉ်းစားပြီးမဟာဗျူဟာကြကြ ပြင်းစင်ကြသလဲတော့တိတိကျကျမသိနိုင်ပေမဲ့မြို့တွေရွာတွေတိုက်ခိုက်တိမ်းယူလိုက်ပြီးရဲသရဘတ်သို့မဟုတ်လအနေငယ်ကြမှာတစ်ဖက်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ကြရမှာထပ်မံထိခိုက်ဆုံးရှုံးမှုပျက်စီးမှုတွေနဲ့မြို့တွေရွာတွေဟာနောက်တစ်ကြိမ်ဆုတ်ခွာထွက်ပြေးကြရတဲ့ဖြစ်ပျက်တွေ ခုတလုံးမြင်တွေ့လာနေကြရပါတယ်။ကောလင်းတပေးချင်းနောင်ချိုကြောင်မဲဒီပေါ်ကော့ကရိတ်အဆရှိတဲ့မြို့တွေဟာတော်လင်းအင်အားစုတွေတိုင်းစဉ်ကမြို့နေလူအများစုအနေနဲ့တကြိမ်မြို့ကိုစွန့်ခွာတိမ်းချောင်ခဲ့ကြရတာပါ။မြို့ကနေစွန့်ခွာနိုင်ခြင်းမရှိတဲ့သူတွေဖို့လည်းမြို့သိမ်းတိုက်ပွဲတွေကာလမှာထိခိုက်သေးဆုံးမဲ့အန်ရီယန်နဲ့အတူရှင်တွဲပြီးကြော်ဖြတ်ခဲ့ကြရတာဖြစ်ပါတယ်။နောက်တစ်ပတ်အာနာသိန်းစစ်တပ်ကမြို့သိမ်းမှုပြန်လည်ထိုးစစ်ဆင်လာတဲ့အခါမှာလဲထပ်ပြီးတိမ်းချောင်ကြရဖို့ဖြစ်လာခဲ့တာပါ။ တချိန်ပြီးတချိန်မြို့ကိုစွန့်ခွာပြီးထွက်ပြေးတင်းရှောင်ကြရတဲ့ချင်းနီမျိုးမှာအချို့လဲထမှန်တင်းရှောင်လာမလို့တော့ပဲအရဲစွန့်နေထိုင်ပြီးကြော်ဖြတ်ကြတာတွေတွေ့ရပါတယ်။မြို့တွေရွာတွေကတင်းရှောင်ရတဲ့ဆုံးဖြတ်ချက်ချဖို့ကလွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။မြို့ကိုစွန့်ခွာတင်းရှောင်သူတွေအနေနဲ့နေအိမ်ပိုင်ဆိုင်မှုသုံးဆောင်ပစ္စည်းအသက်မွေးဝမ်းကြောင်းသုံးပစ္စည်းတွေဆုံးရှုံးနိုင်ခြင်းမြင့်မားစွာရှိနေတာကြောင့်ဖြစ်ပါတယ်။မြို့ကနေစွန့်ခွာတာနဲ့အခြားမြို့မှာဒေသမှာ နေစရာငှားရမ်းကလောက်ကင်မလောက်ကင်နိုင်တော့တာကြောင့်စစ်ရှောင်းနေစဉ်ကုံကြမဲ့ကုံကြစိတ်တွေစတာတွေကိုတွက်ချက်ပြီးမှရှောင်းတင်းကြရတာမျိုးပါအညာကြီးရွာတွေကတင်းရှောင်းကြရမှာတော့ရိတ်ခါဆောင်းအဝတ်စားအိုးခွက်တွေကိုလဲတွေဆိုင်ကဲထော်လာကြီးတွေပေါ်တင်းပြီးအနီးနာတောတွေထဲမှာရှောင်းတင်းကြရတာမျိုးဖြစ်ပါတယ်ပြန်လာတဲ့အခါနေရင်တွင်မီးရှို့ခဲရတာမျိုးနဲ့လဲကျုံတိုင်းသလိုရွာကိုအချိန်နဲ့ပြန်ကြည့်ရမှာအစင်မတင်လို့စစ်တပ်နဲ့တိုးပြီး တပ်ဖြတ်ခံရနှိပ်စက်ခံရတဲ့ဖြစ်တွေကလည်းကြုံရနိုင်တာပါစစ်မှတ်ဖြစ်ပွားရာဒေသကလူလူအနေနဲ့တော်လိုင်းအင်အားစုတွေရဲ့မျိုးသိန်းနေသိန်းတိုက်ပွဲတွေကိုတက်တက်ကြွကြွထောက်ခံအားပေးခဲ့ကြပေမယ့်ဒီကြိမ်ပြီးဒီကြိမ်သိမ်းလိုက်ပြန်လက်လွတ်ရလိုက်အနေထားမျိုးတစ်ခုမက ဖြစ်လာတဲ့အခါမှာတော့ဒေသခံတွေရဲ့ဘဝတွေနလန်ထူဖို့မလွယ်ကူတော့တဲ့အနေထားတွေကိုလည်းတော်လိုင်းအင်အားစုတွေအနေနဲ့ထဲသွင်းစဉ်းစားဖို့လိုအပ်လာမှာဖြစ်ပါတယ်ခင်ဗျာ ရုတ်တံမှတ်တမ်းတွေဟာလက်ဗနွန်တောင်ပိုင်းကဟစ်ဆိုလာတပ်ဖွဲ့ရဲ့လက်နက်တိုက်တွေလို့အစ္စရေးစစ်တပ်ကဆွဆွဲပစ်ခတ်ဖောက်ခွဲခဲ့တဲ့မှတ်တမ်းဖိုင်ကိုအစ္စရေးစစ်တပ်ကထုတ်ပြန်ထားတာပါဒီလက်နက်တိုက်တွေဟာရဲသားတွေနေထိုင်တဲ့ရက်ွက်အလယ်မှာတရှိကြပြီးအစ္စရေးကမဖြတ်စည်းခင်ရဲသားတွေကိုအရင်ရွှေ့ပြောင်းကြဖို့လူမှုကွန်ရက်မှာကြိုတင်တတိပေးခဲ့တယ်လို့ဆိုပါတယ်ရဲသားတွေလုံလုံခြုံခြုံနေထိုင်ခဲ့တဲ့နေအိမ်တွေဟာလည်းအချိန်ပိုင်းတည်းမှာပဲအရာရာပျက်စီးသွားခဲ့ပါတယ်ဒါကီဖာဆိုတဲ့ရွာလေးဟာဗုဒ္ဓဟူးနေ့က အစ္စရေးစစ်တပ်ကပြစ်မှတ်ထားခဲ့တဲ့လေဗနွန်တောင်ပိုင်းကကျေးရွာ၄ရွာတဲကတရွာဖြစ်ပါတယ်။အနာကတာဟီစီဆေးဆိုတဲ့ရွာလေးမှာလည်းပောက်ကွဲမှုတွေဖြစ်ခဲ့ပြီးအဲဒီမှာလည်းဟစ်စဘိုလာတွေအုံပြုနေတယ်ဆိုတဲ့အဆောက်အဦတလုံးကိုအစ္စရေးတို့ပြစ်မှတ်ထားခဲ့တာပါ။အစ္စရေးနဲ့အီရန်ကကြောထောက်နောက်ခံထားတဲ့အစ္စဘိုလာတပ်ဖွဲ့တို့အကြားတင်းမာမှုတွေအရှိန်ပြန်တက်နေပြီး ဟစ်ဘိုလာတို့နယ်စပ်မှာလက်နက်ပြန်လည်တပ်ဆင်နေပြီးစစ်ရေးပြန်တည်ဆောက်နေမှုတွေဟာပြီးခဲ့တဲ့နှစ်ကနှစ်ဖက်သဘောတူထားတဲ့အပြစ်ခတ်ရစဲရေးကိုချိုးဖောက်နေတယ်လို့အစ္စရေးကဆွဆွဲနေတာပါအစ္စရေးကအခုလိုဆွဆွဲနေပြီမဲ့တပ်တွေအထောက်ထားတော့ချပြတာမျိုးမရှိသေးပါဘူးတစ်ချိန်တည်းမှာပဲလက်ဗနွန်တောင်ပိုင်းကပါလက်စတိုင်းဒုက္ခသည်စခန်းကစားခွင့်နဲ့အားကစားရုံဟာအင်္ဂါနေ့ကအစ္စရေးဒုံးကျည်ထိမှန်ခဲ့လို့ တေဆုံးသူရုပ်အလောင်းတွေကိုရှာဖွေကယ်ဆယ်ရေးဝန်ထမ်းတွေကခက်ခက်ခဲခဲရှာဖွေနေကြရပါတယ်။အဲ့ဒီအားကစားရုံလည်းပဲဟာမတ်စ်တို့အစ္စရေးကိုတိုက်ခိုက်ဖို့အသုံးပြုနေတဲ့အဆောက်အဦလို့အစ္စရေးကဆွဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ဟာမတ်စ်ကအစ္စရေးဆွဆွဲချက်ကိုညှင်းဆန်ပါတယ်ခင်ဗျာ။ တောင်ကိုရီးယားနိုင်ငံရဲ့အနောက်တောင်ဘက်ဆွန်းမှာကရုသင်္ဘောတစည်းတောင်တင်နေတဲ့အတွက်သင်္ဘောအမှုဒဏ်တွေကိုတာဝန်ပေါ်ဆမှုနဲ့ဖမ်းဆီးလိုက်ပါတယ်။ Queen Genovia 2သင်္ဘောဟာရေလက်ကြားတစ်ခုအတွင်းတောင်တင်ပြီးတဲ့နောက်သင်္ဘောပေါ်လိုက်ပါသူ268ယောက်စလုံးကိုကယ်ဆယ်နိုင်ခဲ့ပြီးခရီးသည်28ယောက်ကတော့ဒဏ်ရာအနည်းငယ်ရခဲ့ကြပါတယ်။ခရီးသည်တအူးကကျမကအခန်းထဲမှာလှဲနေတုန်းမှာပဲကျမခန္ဓာကိုယ်ကရုတ်တရက်နောက်ကိုဆက်ခနဲ့လှုပ်သွားပြီးပောက်ကွဲသံလိုမျိုးအကျယ်ကြီးမြည်သွားပါတယ်လို့ပြောပြပါတယ်။ တောင်ကိုရီးယားကမ်းခြေဆောင်တပ်ဖွဲ့တွေကခီးတဲ့တွေကိုစေကူတာဖို့ကမ်းပေါ်ပို့ပေးမဲ့လေတွေစီဂယုတစိုက်ကဲဆဲပြောင်းရွှေ့ပေးခဲ့ပါတယ်။ကမ်းခြေဆောင်တပ်ဖွဲ့အကြီးအကဲကကျွန်တော်တို့ရနိုင်သမျှကမ်းခြေဆောင်တပ်ဖွဲ့တွေအားလုံးကိုအသုံးပြုခဲ့ပါတယ်။အားလုံးပူးပေါင်းဆောင်ရွက်မှုနဲ့ခီးတဲ့တွေအားလုံးကိုကဲဆဲနိုင်ခဲ့ပါတယ်။သူတို့တွေကိုမော့ပိုစိတ်ကမ်းကိုခေါ်သွားပြီးစေးစစ်ပြီးနောက်တပ်ဆိုင်ရာအဆောင်တွေစီပြောင်းရွှေ့ပေးသွားမှာဖြစ်ပါတယ်လို့ပြောပါတယ်။ဒီမတော်တဆမှုဟာ 2014ခုနှစ်ကလူ300ကျော်တေဆုံးခဲ့တဲ့စီးပွဲကရိုသင်းမော ဖြစ်စဉ်ကိုပြန်လည်အမှတ်ရစေပါတယ်။ဒီဖြစ်စဉ်တုန်းကတေဆုံးသူတွေထဲမှာကျောင်းသားတွေအများအပြားပါဝင်ခဲ့ပါတယ်။ခရီးသည်တအူကကျမတေတော့မယ်လို့တောင်ထင်မိပါတယ်။မတော်တဆမှုကြီးတစ်ခုဖြစ်ခဲ့တာလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့စီးပွဲသင်းမောဖြစ်စဉ်ကိုတည်ထားတဲ့အတွက်ဒီလိုအခြေအနေမျိုးမှာစိတ်ကိုတည်ငြိမ်အောင်ထားပြီး အပြင်ထွက်အသက်ငယ်အင်ကြီးဝတ်ပြီးတော့ဆောင်းရမယ်ဆိုတာတည်ထားပါတယ်။ လူတွေအများကြီးလည်းဒီလိုပဲလုပ်ခဲ့ကြပုံရပါတယ်လို့ပြောပါတယ်။ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးတင်မောမှုရနှစ်ဦးကိုဖမ်းဆီးထားပါတယ်။ကျင်းမြောင်းနဲ့ရေးလက်ကြားထဲမှာတင်မောမောင်းသူတွေဟာတင်မောအလိုလျောက်မောင်းနေစနစ်ကိုကိုယ်တိုင်ပြန်ထိန်းချုပ်ဖို့ပြက်ကွက်ခဲ့တယ်လို့အာဏာပိုင်တွေကဆွဆွဲထားပါတယ်။မတော်တဆမှုရဲ့အကြောင်းရင်းကိုတော့နောက်ထပ်စုံစမ်းစစ်ဆေးဖို့လိုအပ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ပနာမစစ်ဆေးချက်အရာတော့ တင်မော့ကပတိန်ဒါမှမဟုတ်လမ်းပြအရာရှိရဲ့ပေါ်ဆမှုကြောင့်လို့ယူဆရပါတယ်လို့တာဝန်ရှိသူတဦးကပြောပါတယ်။ကရိုတင်မော့ရဲ့ကိုယ်ထဲဟာပျက်စီးမှုအနည်းငယ်သာရှိခဲ့ပြီးစိတ်ကန်းကိုဆွဲယူထားပြီးဖြစ်ပါတယ်ခင်ဗျာ။ က်စကားနိုင်ငံရဲ့စီးပွားရေးအကျပ်တဲတချို့ကိုဖြည့်ရှင်းရမှာအထောက်အကူပြုနိုင်တဲ့အံ့ဩစရာရှာဖွေတွေ့ရှိမှုတစ်ခုလို့ဆိုပါရယ်နိုင်ငံရဲ့စစ်ဘက်ခေါင်းဆောင်တွေကပြီးခဲ့တဲ့လကယာရုကနေဖေရှားခံခဲ့ရတဲ့သမရအန်ဒရာဒေဇူးရဲ့စွန့်ခွာသွားတဲ့သမရနန်းတော်အတွင်းဝှက်ထားတဲ့300ကီလိုဂရမ်အလေးချိန်ရှိတဲ့မြကြောက်တုံးကြီးတုံးကိုတွေ့ရှိခဲ့ပါတယ်လို့ပြောကြားထားပါတယ်မဒါဂတ်စကာယာယီသမရကတော့ဒီမယုံနိုင်စရာနိုင်ငံဗန္နာပစ္စည်းကိုကျွန်တော်တို့ခုမှရှာဖွေတွေ့ရှိခဲ့ပါတယ် ဘလို့ကြောင့်ဒီကိုတည်လာခဲ့လဲဆိုတာကျွန်တော်တို့မသိပါဘူးကျွန်တော်တို့ဟာအများပြည်သူဝန်ဆောင်မှုကကျွန်တော်တို့ရဲ့ဦးစားပေးဖြစ်တယ်ဆိုတာပြသနိုင်မှုအတွက်လုံးဝပွင့်လင်းမြင်သာမှုရှိရှိနဲ့ဒါကိုလှုံ့ဆော်သွားဖို့အသင့်ရှိပါတယ်လို့ပြောကြားထားပါတယ်ဗမူးကြီးမိုက်ကယ်ရန်ဂျာနီယင်ဟာအာဂတိလိုက်စားမှုဆင်းရဲမွဲတေမှုနဲ့အခြေခံလူမှုဝန်ဆောင်မှုတွေမရရှိမှုတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့လူမှုဆန္ဒပြမှုတွေနောက်ပိုင်းမှာ Red Zero ကိုယာရုကနေဖယ်ရှားခဲ့တဲ့စစ်အာဏာသိမ်းခေါင်းဆောင်တွေကတူဦးဖြစ်ပါတယ်သူကအဲ့ဒီနောက်မှာ ယာယီသမရအဖြစ်ကျန်းသစ်စာချိန်ဆိုခဲ့ပြီးနောက်နှစ်နှစ်အတွင်းအယက်သားကောင်းဆောင်နေလက်ထဲကိုအာနာပြန်လဲအနှင်းပေးမယ်လို့ကတိပြုထားပါတယ်။အင်ကာနီမှာရန်ဂျာနီယင်ကဒီကြီးမားတဲ့ကြောင်မြတ်ယန္တနာကိုတန်ဖိုးဖြတ်ဖို့အတွက်ကျွမ်းကျင်ပညာရှင်တွေနဲ့ဆန်းစစ်သွားမှာဖြစ်ပြီးနိုင်ငံရဲ့ဗန္ဒာငွေကိုပြန်လဲဖြည့်တင်းဖို့ရောင်းချသွားနိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒါကတော့အစိုးရအရာရှိတွေဟာပြည်သူအရင်းမြစ်တွေကိုအသုံးပြုပြီး ို့အတွက်ကျွဲဝချမ်းသာအောင်လုပ်ခဲ့ပါတယ်လို့ကာလကြာရှည်ဆွဆွဲခံရတဲ့နိုင်ငံတနိုင်ငံအတွက်စံနမူနာပြပြောကြားချက်ဖြစ်ပါတယ်။သမရရဲ့အကြံပေးတူကအာဂရီလိုက်စားမှုဆွဆွဲချက်တွေကိုရှောင်ရှားနိုင်မှုအတွက်ကျွန်တော်တို့ဟာနိုင်ငံကျွဲဝချမ်းသာမှုတွေကိုအများပြည်သူလက်ထဲကိုမျှဝေပေးချင်ပါတယ်။ဒီတွေ့ရှိမှုကိုလည်းလုံးဝပွင့်လင်းမြင်သာမှုနဲ့အများသိအောင်စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်းနိုင်ငံတနိုင်ငံဖြစ်တဲ့မဒါဂတ်စကာဟာရှားပါးကြောင်မြတ်ယတနာတွေ quartz, graphite လိုတက်ထုတွေအပါအဝင် ကြီးမားတဲ့သဘာဝတရံဇာတတွေရှိပေမဲ့ကမ္ဘာအစင်းရဲဆုံးနိုင်ငံတနိုင်ငံအဖြစ်ရှိနေစေဖြစ်ပါတယ်။ဒီနိုင်ငံလူဦးရေ85ရာခိုင်နှုန်းကျော်ဟာစင်းရဲမွဲတေမှုမြင်းအောက်မှာနေထိုင်နေပါတယ်ခင်ဗျာ။ ပိုင်းနိုင်ငံမှာအွန်လိုင်းငွေလိမ်မှုတွေနဲ့ပါဝင်ပတ်သက်မှုရှိခဲ့သူမျိုးဝင်ဟောင်းတူကိုအပြစ်ရှိကြောင်းတရားရုံးတရုံးကဂျာတာဘင်းနေမှာစစ်ဆေးတွေ့ရှိခဲ့ပြီးထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပါတယ်။ပြည်ထောင်ချမှတ်ခံရသူအဲလစ်ကောင်ဟာပြီးခဲ့တဲ့နှစ်အထိ နိုင်ငံမြောက်ပိုင်းကတာလတ်ပြည်နယ်ဗန်ဗန်မြို့မြို့ဝန်ဖြစ်ခဲ့ပြီးလူကုန်ကူးမှုအတွက်ပြစ်မှုထင်ရှားခဲ့တာပါ။ဖိလစ်ပိုင်နိုင်ငံသားမဟုတ်သူ၅ဦးအပါအဝင်နောက်ထပ်5ဦးကိုလည်းဒီရဆွေးမှုအတွက်အပြစ်ရှိကြောင်းတရားရုံးကတွေ့ရှိခဲ့ပါတယ်။ သူတို့ရှေ့ဦးစလုံးကိုတိုင်ကြားခဲ့ကြတဲ့လူကုန်ခံရသူတူချင်းကိုမေဂန်ဒေါ်လာ3400နီးပါးပေးဆောင်ဖို့လည်းတရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။မြို့ထဲမှာရှစ်ဟတာကျဲဝန်းနဲ့မြေခွက်တစ်ခုကိုလည်းအစိုးရကသိမ်းဆည်းဖို့ဒေသခံတရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီမြေခွက်ဟာအဲလစ်ကောင်နဲ့ဆက်ဆက်နေတဲ့ပုဂ္ဂလိကကုမ္ပဏီတစ်ခုကပိုင်ဆိုင်ပြီးတရားမဝင်အွန်လိုင်းလောင်းကစားစင်တာအဖြစ်အသုံးပြုခဲ့တာပါ။ အဲ့ဒီနေရာမှာနိုင်ငံတကာအွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာအတင်းကျပ်စစ်ထိုင်းခံရသူနိုင်ငံသားတွေအပါအဝင်လူကုန်မှုခံရသူတွေကိုထားရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လကမှအခြားတရားရုံးတရုံကမြို့တော်ဝန်ဟောင်းဟာဘူဝါပင်လိုအမိခံထားတဲ့တရုတ်နိုင်ငံသူဦးဖြစ်တယ်လို့ဖော်ထုတ်ဖန်ဆင်းနိုင်ခဲ့ပါတယ်။သူကဖိလစ်ပိုင်နိုင်ငံသူအဖြစ်အထောက်အထားအတူပြုလုပ်ပြီး2022ခုနှစ်ဗန်ဗန်မြို့ဝန်ရွေးကောက်ပွဲကိုဝင်ပြန်ပြီးအနိုင်ရခဲ့တာပါ။2024ခုနှစ်ဩဂုတ်လမှာ ကြီးမားကျယ်ပြန့်တဲ့အချင်းပြတ်ခြားစားမှုကြောင့်မြို့ဝန်ယာလူကနေပယ်ရှားခံခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ